ပြည်သူ့ကော်မတီတမတော်မန္တလေးရဲ့ဘိုးဦးဆောင်ကော်မတီဝင်နှစ်ဦးဖြစ်တဲ့စေရေးဌာနကြီးမှုကိုမုံတိုင်းနဲ့ဗနာရေးရှာဖွေရေးဌာနကြီးမှုကိုနိုင်ကြီးတို့ကိုအရေးယူထားတယ်လို့ MD1 PDF ကထုတ်ပြန်ထားပါတယ်။ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့နှစ်ဦးကိုနိုဝင်ဘာလ15ရက်နေ့ကစပြီးတည့်ရက်လက်ရှိတာဝန်တွေကနေရက်ဆိုင်လိုက်တယ်လို့လက်နက်ဖြုတ်သိမ်းပြီး အချုပ်နဲ့ထိန်းသိမ်းထားကြောင်းထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့လက်အောက်ခံတပ်တွေကဒီနောက်ဦးကိုအဓမ္မဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် MD1PDF ကနိုဝင်ဘာလ22ရက်နေ့မှာထုတ်ပြန်လာတာပါ။တည့်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်နေတာအပြင်ပြစ်မှုရဲ့သဘောတဘာဝအရာဒီအမှုကိုတာမန်တပ်တွင်းစီရင်ဆုပ်ဖြတ်မှုနဲ့ဆောင်ရွက်ဖို့မတင့်တော်တာကြောင့်အထက်ယုံဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်စီယုံချုပ်က အမှုတွေဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ဆောင်ရွက်နိုင်ဖို့သတင်းဗိုလ်တင်ပြထားတယ်လို့ဆိုပါရယ်ထုတ်ပြန်ချက်မှာတော့သူတို့နှစ်ဦးဟာကာလတံပိုးကြီးမားတဲ့တပ်ပိုင်ဗန်နာပစ္စည်းတချို့ကိုတရားမဝင်ယူဆောင်ကတည့်ရဲ့စီးမြင်စီကံလုံထုံးလုံးကြီးတွေကိုချိုးဖောက်ခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုထားပါရယ်ဒီဖြစ်စဉ်မှာပါဝင်သူနှစ်ဦးဟာတက်ကပေးတဲ့ပြစ်ဒဏ်ကိုခံယူမယ်လို့ဩဂုတ်လကပြုလုပ်တဲ့ဗဟုဥဆောင်ကော်မတီစည်းဝေးမှာအတည်ပြုခဲ့ကြပေမဲ့အရေးမြူခင်ကာလအထိ ပစ္စည်းတွေပြန်မအပ်ခဲ့တဲ့အပြင်ဖြည့်ရှင်းတာမျိုးလည်းမလုပ်တာကြောင့်လိုအပ်တဲ့ရေးယူမှုတွေလုံဆောင်ခဲ့တာလို့သိရပါဗျ။ MD1PD ရဲ့အနေနဲ့တပ်ပုံကြစစ်ပုံကြတဲ့တပ်ဖွဲ့တစ်ခုဖြစ်လာစေဖို့အစွမ်းကုန်ကြိုးပမ်းနေသလိုတပ်ဖွဲ့ဝင်တွေကြားတာဝန်ရာထူးအဆင့်တန်းမခွဲကြဘဲအပြစ်ရှိသူကို အပြစ်လျောက်ထိုက်တင်သလိုအပြစ်ပေးအရေးယူတာတွေလုံဆောင်ပြီးစီကံကြက်မက်နေတာကြောင့်လို့ထည့်သွင်းဖော်ပြထားပါဗျ။လက်ရှိအချိန်ကာလမျိုးမှာပြည်သူလူထုကိုစိတ်ပိုင်းဆိုင်ရာတစုံတရာနှောက်ယှက်ဖြစ်စေမဲ့ အခုလိုသတင်းမျိုးပေါ်ပေါက်စေခဲ့တဲ့အတွက်လည်းပြည်သူကိုတောင်းပန်ကြောင်းမန္တလေး PD ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်